အိမ်ထောင်ရေးအိမ်ထောင်ရေးဆိုတဲ့ခေါင်းရှင်အောက်မှာတော်တော်လေးချိန်ပြတ်နေတဲ့အတွက်ကြောင့်တိချင်တဲ့အရာမေခွန်းယုံကြည်သူတပူးညီတယ်ဖရာသားသမီးချင်းချင်းလို့ပြောပြီးတော့ယူကြတယ်အရှင်မပြေလို့ပြန်ကွေးတာရှိတယ်တို့တော့မယုံကြည်သူနဲ့အိမ်ဆောင်ပြုတ်တယ်နားလည်မှုနဲ့မကွေးပဲနဲ့နော်အဲ့လိုပြပြလေးလေးနဲ့ အဲမိသားစုတိဆောက်သွားတာရှိတယ်ဆိုတော့စမ်းကျင်ဘက်တဘူမထာနေလို့ပြောတယ်ဟာအားလားเนาะโอเคအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်အောင်ကဲအခုဒါပြောသွားတဲ့အရာကသူ့ရဲ့တုံးတက်ထားတဲ့အရာတွေကျွန်တော်ပတ်ဝန်းကျင်မှာလည်းကျွန်တော်မျိုးမျိုးတုံးတက်မယ်သို့တော့အမှားအမှန်ကိုဆုံးဖြတ်ပေးမယ့်သူကဂျန်စာဂျန်စာရဲ့အမှားအမှန် ဖော်ပြပေးမှုကိုကျွန်တော်အရင်ဆုံးကြည့်ရအောင်နှစ်ကို60လေမယုံကြည်သောသူတို့နဲ့တွေးဖက်၍စံကျင်ပဲဖြစ်သောတဘိုးကိုမထမ်းကြနဲ့တရားသောအမှုသည်မတရားသောအမှုကိုအဘေသို့လက်ခံနိုင်မည်နည်းအလင်းသည်မှောင်မိုက်နှင့်အဘေသို့ဆက်ဆံနိုင်မည်နည်းကဲမယုံကြည်သောသူတို့နဲ့တွေးဖက်၍ ဆန့်ကျင်ဖက်ဖြစ်တော့တဘိုးကို မထမ်းနဲ့ဒါကလူအဖွဲ့စည်းနဲ့အသင်းတော်ကသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းမဟုတ်ဘူးကျွန်တော်တို့ကိုဖန်ဆင်းတဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုယ်တိုင်ကဖခင်အသားသမီးတွေအတွက်သတ်မှတ်ပေးတဲ့အာအရာဖြစ်တဲ့တရားဖြစ်တဲ့ဆိုတာပထမဆုံးကျွန်တော်နှလုံးသားထဲမှာထားမယ်ကဲဒါရှင် ဖရားရဲ့သားသမီးများကိုဖရားကတိစေလိုတဲ့အရာကစံဂျင်ဘက်တဘူတနည်းအားဖြင့်မယုံကြည်သူယုတ်တုရှင်သူကိုးကွယ်တော်သူနဲ့အသက်ရှင်တဲ့ဖရားကိုကိုးကွယ်တဲ့လူတလုံးတဝါတွေဖြစ်ဖို့အိမ်ထောင်ပြုခြင်းထိမ်မြလက်ထက်ခြင်းကိုသောက်ခန္ဓာလားစံဂျင်လားစံဂျင်လုံးဝအာမပင်ဘူး အဲ့တော့ပထမဆုံးခက်တယ်လို့ပြောရင်လည်းကျွန်တော်လွန်ခံရမယ်ရနော်ဒါဘုရားကလုံလုံအာမပေးဘူးတာမြစ်ထားတဲ့အရာဒါမဲ့ကျွန်တော်ဘုရားသားသမီးတွေဟာအာရဏဧဝလို့ပါပဲမစားနဲ့ဆိုရဲတီးဟုတ်ပါလဲစားခြင်းကြတာအဲ့ဒါဘုရားမမာဘူးဘုရားသမန်ထားတဲ့တရားကမမာဘူးကျွန်တော်တို့လူဟာမားတယ်ဒီတော့အာကျွန်တော်တို့ နေထိုင်တဲ့အဖွဲ့ရှိမှကိုနဲ့ယဉ်နှီးတယ်ယဉ်နှီးတယ်လို့ပဲသဘောကျတာတွေရှိတယ်မယုံကြည်သူဖြစ်လဲတချို့ကအာဒီမိမကငါယူလိုက်ရင်ဆူတောင်းဆူတောင်းရင်သူပြောင်းလဲသွားရင်တော့သာသနာပြုခြင်းတစ်ခုဖြစ်တယ်ဟာဒီယောက်ျားယူလိုက်တော့ကျမနဲ့သူနေရင်နဲ့ပြောင်းလဲသွားရင်ဝိညာဉ်ဖန်တာဖြစ်တယ်ဆိုတော့မျောလင်းခြင်းနဲ့အိမ်ထောင်ပြုတ်သွားတာလည်းရှိတယ်ကဲဘာမဖြစ်ဖြစ်ကျွန်တော်ဖရားရဲ့ပေါ်ပြချက်မှာ လုံးဝစန့်ရှင်းတယ်။မယူနဲ့ဆိုတဲ့အထက်မှာပါတယ်။ဘာကြောင့်လဲဆိုရင်အလင်းနဲ့အမောင်းမတရားတော်မှုနဲ့တရားတော်မှုတရားဟောရာကြာခန်းကြီးခွန်အပိုင်ငယ်၃နဲ့၄ပါ။သူတို့နဲ့စုံဘက်ချင်းကိုမပြုတ်ရ။တင်းဤတမီးကိုသူဤတားနဲ့၎င်းသင်ဤသားကိုသူဤသမီးနဲ့၎င်းထိညာပေးစားခြင်းကိုမပြုရ အကြောင်းမူကားသူတို့သည်တင်းသည့်သားကိုငါ၌မရှင်းမကတ်စေပဲအချားတပါသောဖရာဝတ်ပြုစေခြင်းကသွေးဆောင်ကြလိမ့်မည်ထိုအခါအမျက်ထွေ၍တင်းတို့ကိုချက်ချင်းချက်စီတော်မူလိမ့်မည်ဒီမှာဖရာရဲ့တဘောတရားနဲ့ဖရာရဲ့လူမျိုးတော်တွေအတွက်ဖရာကပေါ်ပြထားတဲ့အရာမယုံကြည်တော်သူညပတ်သက်ပြီးတော့ ်သင်ရဲ့သမီးကိုသူရဲ့သားနဲ့သင်ရဲ့သားကိုသူရဲ့သမီးနဲ့လည်းမပေးစားနဲ့တဲ့အဲ့ဒါဘယ်သူကဖော်ပြလဲကျမ်းစာဖော်ပြတာဖခင်ကဖော်ပြတာပြီးရင်ဘာပြောသေးလဲဆိုရင်အဲ့ဒါလို့ပေးစားလိုက်တယ်ရှင်ခုနပြောသလိုအာယုံကြည်သူအချင်းချင်းကြမှာလဲပြဿနာရှိတာပဲမယုံကြည်သူ ਨੇ ညာရင်လဲပြဒနာဆိုတာရှိတတ်တာပဲလို့ကျွန်တော်တို့ပြောကောင်းပြောမယ်တိုးတော့ဖခါကဘလို့ပြန်ပေါ်ပြထားလဲဆိုရင်သူတို့မွေးလာတဲ့သားသမီးမကောက်ကိုပေးစားလိုက်တဲ့သားသမီးပါအချားတပါတော့ဖခါအားဝတ်ပြုစေခြင်းကတွေးဆောင်ကြလိမ့်မယ်မယုံကြည်သူနဲ့ယုံကြည်သူအိမ်ထောင်ပြုလိုက်တယ်နှစ်ယောက်စလုံးကတော့ချစ်ချင်းမြတ်တာနဲ့ဆိုပြီးတော့အိမ်ထောင်ကိုစပြုတယ်တိုးတော့ အတွေ့အကြုံရှိတဲ့လူတွေအားလုံးကသိပါတယ်မေတ္တာတစ်ခုတည်းနဲ့အိမ်ထောင်ဆိုတာပြုလို့မရဘူးချက်မအယိုးလူမအမျိုးဆိုတဲ့လိုအိမ်ထောင်ရှာပြူတာနဲ့တော့ကျက်သားဆန်းအယိုးနဲ့မกินတယ်လို့နော်မိမယောက်ျားယူတာနဲ့တော့သူအမျိုးနဲ့မกินတော့ဒါတော့အဲ့မှာမွေးလာတဲ့သားသမီးတွေပြန်လဲ ဖျားကိုကိုးကွယ်ခြင်း၌ဖျားတရား၌ဝတ်မွေ့မြော်ခြင်း၌ပံ့ပိုးမှာမဟုတ်တော့အချာတော့ဖျားရှင်မှာသူတို့ကရွှေခေါ်မယ်တွေးဆောင်မယ်ဒီပြဒနာတယ်စကပုတ်ရှိတယ်စပြင်းညံ့မှရင်တလားတောင်ရခုမှရင်တနေ့အင်ကောင်ပြုမှရင်တသက်ဖျားရွေးမှရင်နော်ထော်ရသူတို့ အိမ်ထောင်ပြုတ်မရင်မယုံကြည်သူနဲ့အိမ်ထောင်ပြုတ်မိတယ်ဆိုရင်ကျွန်တော်တို့အပြင်ပန်းတရံနဲ့ကြီးလိုက်တော့ဟာသူတို့ကအိမ်ကောင်းကောင်းရှိတယ်တိုင်နဲ့ကားနဲ့လုံငါအရှင်ပြည်တယ်လို့ပြောကောင်းပြောမယ်လူဟာအဲ့ဒီအရာနဲ့မယောင်ရည်ဘူးလူရဲ့အတွင်းဝိညာဉ်ကဒီစီစဉ်ဥစ္စာ now အစားအသောက်တွေအရှင်ပြည်တယ်ဆိုတဲ့အရာအတွင်းနံပုဂ္ဂိုလ်တွေ မဆိုင်တဲ့အရာဖြစ်တယ်။ဒါကြောင့်ဒါဝိကဘယီပလင်ပေါ်မှာနေတဲ့လူရှားဖွေတောက်ဖွေအများကြီးရှိရင်တောင်မှငါဝိညာဉ်ကထာဝရဘုရားကိုစာငတ်တယ်တောင်းတတယ်။ဒါတော့တင်းအနေနဲ့ယုံကြည်သူတယောက်ဖြစ်ပြီးတော့မယုံကြည်သူယောက်ျားကိုယူမိတဲ့ချိန်ယုံကြည်သူဖြစ်ပြီးတော့မယုံကြည်သူမိမကိုယူမိတဲ့ချိန်တွေပါအစတော့မေတ္တာကြောင့်အရှင်ပြီးတယ်လို့လည်း နောက်မှကျတော့အယံနဲ့အတွင်းရဲ့ပြဿနာအတိဆောင်တင်ကိုယ်တိုင်ပဲဖြစ်လာမှာဒါကြောင့်ဘာနဲ့တူလဲဆိုရင်ဘုဖနတ်လှလှလေးစီပြီးတော့အထဲမှာကြောက်ခဲကပါတယ်သူများရှိမှာတော့ဗာလဲပြုံးနေရတယ်သို့တော့နာကျင်မှုကိုကိုကအခံရအောင်ဖြစ်တယ်ဒါကြောင့်ကျန်းစာကအာမပေးဘူးကျန်းစာကအဲ့ဒါကို သဘောမတူဘူးကျွန်တော်ရှောင်းနိုင်တယ်လို့ရှောင်းဖို့တော်တော်ခုနပြောလို့ပဲကျွန်တော်အိမ်ထောင်ပြူမီလိုက်ပြီဆိုရင်တော့ဒီကျန်းစာတွေကကျူတင်တတိပေးထားတဲ့အရာတွေလည်းကျွန်တော်တိထားရမယ်ကဲတိကောခွန်စနစ်ကနေဆလေးကျွင်းတော်သူတို့ကိုသခင်ဖျားတယ်ကိုတိုင်းမပင်ရပဲငါပင်ရသည်ကား တဆုံတယောက်သောညီကိုတို့ဒီမယုံကြည်သောမယားရှိ၍ထိုမယားသည်မိမိခင်ပွန်းနှင့်နေခြင်းကအလိုရှိလင်မကွာရှင်နှင့်သူနည်းသူမိမသည်လည်းမယုံကြည်သောခင်ပွန်းရှိ၍ထိုခင်ပွန်းသည်မိမိမယားနှင့်နေခြင်းကအလိုရှိလင်မကွာရှင်နှင့်အကြောင်းမူကားမယုံကြည်သောလင်သည်မိမိမယားအဖို့အရှင်ကြီး၏ မယုံကြည်သောမယားသည်လည်းမိမိလင်အဖို့စင်ကြည်၏ဒုမောလင်တင်တို့ဤတားသမီးတို့သည်မစင်ကြဲယခုတွင်စင်ကြကြ၏ကဲဒီမှာဖော်ပြထားတဲ့ဖယားပေါ်တိုင်းကမယုံကြည်သူနဲ့အိမ်ထောင်ပြုခြင်းကိုကန့်ကွက်တဲ့အာမပေးဘူးစန့်ခြင်းတယ်ဒါပေမဲ့အိမ်ထောင်ပြုမြင်လိုက်တဲ့သူအနေနဲ့တဲ့ မတက်နိုင်တော့လေဆိုတော့အိမ်တော်ကိုွေးတာလဲဖခင်ကအားမပေးပြန်ပါအဲကြောင့်အာမယုံကြည်သူမိမယောက်ျားယူမိပြီပြရှင်သူတို့နဲ့ကိုွေးကိုွေးမလားဆိုရင်မကိုွေးပါနဲ့နေချင်းရင်နေပါစေဘာကြောင့်လဲဆိုရင်တဲ့မိမဟာလဲသူမယုံကြည်သူယောက်ျားတွေစင်ကြယ်မယုံကြည်သူယောက်ျားရှင်လဲယုံကြည်သူမိမတွေစင်ကြယ်တယ်လို့ပြောတဲ့အခါမှာခုနကျွန်တော်ခဏနာပြောတယ် အတူနေထိုင်ခြင်းလို့ပဲပြောမယ်เนาะအတူနေထိုင်ခြင်းလင်နဲ့မရပတိငင်တုခြင်းအဖြစ်တလုံးတဝါတိဖြစ်တဲ့အတူနေတယ်အဲ့ဒါဟာမတရားသောမြေချုံမှာမရောက်ဘူးမိမတယောက်အနေနဲ့မယုံကြည်သူယောက်ျားကိုယူမိတယ်ဖယားကတော့အလိုတော့အလိုမရှိတဲ့အရာသို့တော့အသွေးသားနေနဲ့အတူနေထိုင်ခြင်းနာ မတရားသောမြေထုံပြုခြင်းမဟုတ်ဘူး။ तू ဟာသူ့ယောက်ျားဖြစ်တဲ့အတွက်ကြောင့်သူ့ယောက်ျားနဲ့အိတ်လို့ရတယ်။ तू မိန်းမဖြစ်တဲ့အတွက်ကြောင့်အိတ်လို့ရတယ်။အဲ့ဒါလို့အတူနေထိုင်ခြင်းနာဖျားရှိမှုမှမရှင်ခြင်းမဟုတ်ဘူး။ဘာလဲရှင်ခြင်းပါလေ။အဲ့လိုပြောလို့အာကေတင်ချင်းရသွားတယ်အဲ့ဒါကိုပြောတော့မဟုတ်ဘူးနော်။ မယုံကြည်သူမိမယူမိတဲ့အတွက်ကြောင့်သူကိုကွာမယ်ဒါပေမဲ့အသွေးသားအတွက်တော့ဟိုးပြီးတစားစင်မှာသွားမယ်ဆိုရင်အဲ့ဒါပြီးတစားနဲ့သွားနေရင်အဲ့ဒါပါလေမရှင်ချင်ဘူးဖျားရှိမုံနိုင်မတရားသောမြေထုံဖြစ်ပြန်တယ်နံပါတ်၁ကျွန်တော်တို့သိထားရင်မယုံကြည်သူနဲ့အိမ်ထောင်ပြုခြင်းကိုဖျားကဆန့်ကျင်တယ်သို့တော့ပြုမိပြီဆိုရင်တော့နေခြင်းနဲ့ဆိုရင်တော့မခွာပါစေနဲ့အတူနေပါစေ အဲ့လိုအတူနေချင်းအဖြစ်ကြည်ချင်းသူရောက်မလားမရောက်ပါဘူးဒါပေမဲ့ကြိုးစားပြီးတော့များများရှူတောင်းရတော့မယ်တခါလေကျန်သူများအာဆုံတွေးလေးတွေဖရာကိုချင်းမကိုကိုချင်းမအတူတူသွားကြတယ်မိသားစုလိုက်အတူတူသွားကြတယ်ကိုကတော့မယုံကြည်သူယောက်ျားယူမိတော့ကိုယောက်ျားကတနင်္ဂနွေနေ့ဆိုကိုနဲ့မဆိုင်တော့တော့ ပြီးတော့သူများမိသားစုကြီးပြီးတော့ဖျောက်ချီးမွမ်းတာတွေကြီးပြီးတော့အဲ့ဒါမှအဒွန်းနိုင်ခံစားရတဲ့အရာတော့ကိုပဲအတိဆုံးဖြစ်လာမယ်ဟုတ်ကဲ့။အဲ့အရင်တော့ toxic ဖြစ်ပြီးတော့မကွာလို့မရတဲ့အခြေအနေမှာကွာလာရင်တော့ Okay ။လင်မယားကွာရှင်ချင်းဆိုတာဓမ္မဟောင်းမှာဖြစ်ဖြစ်ဓမ္မတိမှာဖြစ်ဖြစ်ကျွန်တော်ကြည့်ရင်ဖခင်က လုံးဝအားမပေးတဲ့အရာတွေမှာပါတယ်နော် now lin word မယဝတ်ဆိုတာကြတော့တည်ခြင်းကပဲအဆုံးသတ်လို့ရတယ်တည်ခြင်းကပဲခွဲခွာလို့ရတယ်ဒါပေမဲ့ခြေတွေကအရင်ဆိုးတယ်သူနဲ့သူနေအဆင်မပြေတော့ဒါဆိုရင်တော့ကျွန်တော်တခုတိထားရမှာကဖယားကကွာရှင်ဖို့အားမပေးဘူး ဧဒလူယောက်ျားမျိုးယူဖို့ဘုရားကအားပေးခဲ့လားဘုရားကသဘောမတူခဲ့တဲ့ရာကိုအစာပြုခဲ့ပြီဆိုတော့နောက်ထပ်သူ့ဘဝအတွက်သူနဲ့သက်ဆိုင်တဲ့လူကြီးတွေရဲ့အချိန်ညံတောင်းပြီးတော့ဘုရားကသဘောမတူခဲ့အရာလုတ်ခဲ့ပြီးပြီဆိုတော့နောက်ထပ်ဘယ်လိုခြေလမ်းမလဲဆိုတော့လေကွာရှင်းမယ်ဆိုတော့လေဘုရားရဲ့သဘောတူမတူမဟုတ်တော့ဘဲနဲ့ အာဒုဗတာသူဆုံးဖြတ်ရတော့မယ်နိုင်ငံရဲ့ဥပဒေအရယူရရဲ့ဥပဒေအရဆိုပြီးတော့တွားရမှာဖြစ်တယ်ဘယ်လိုဖြစ်လို့ယူပြီးသွားပြီ။နောက်ပိုင်းသူဖေးသွားတဲ့အခါမှာသူကဘုရားပေးမဲ့စုချင်းစုတွေကိုဆုံးရှုံးလာနိုင်လား။ဟုတ်ကဲ့။ဆရာမစရီတရီရဲ့အမေကယုံကြည်သူအဖေကိုယူတဲ့ချိန်မှာတော့အဖေကမယုံကြည်သူ။ဟုတ်ကဲ့။စမ်းခြင်းပဲ။ တဘိုးကိုထမ်းခဲ့တယ်။သို့တော့ခုနဆာမပြောသလိုပါပဲဘုရားရှင်မှာဆူတောင်းဆူတောင်းဆူတောင်းတယ်။ကိုွာဖို့လည်းမဟုတ်တော့ဘူးเนาะကိုွာလို့လည်းဆင်းပြေဆူတောင်းတယ်ဆူတောင်းတော့ကိုွာပြောင်းလဲသွားပြီ။ဒါတော့ဆန့်ကျင်ဘက်တဘိုးကနေတူညီတဲ့တဘူးတို့ရောက်ရုံမကောက်သာသမီတွေလည်းဖယောင်းတည်တဲ့မိသားစုသာသမီတွေဖြစ်သွားတယ်ဘုရားနာမတော့တိုင်ပုံကြည့်ပါစေဝတ်တာရဲအရာ အဲ့လိုဖြစ်ရမယ်နော်မေခွန်းတစ်ခုကမယုံကြည်သူယောက်ျားနဲ့ယူလိုက်ပြီးဆန့်ကျင်ဘက်တဘူကိုထားမြင်ပြီးတော့အမင်းမြတ်မြို့သားကမပြောင်းလေဘူးသူလည်းတည်သွားပြီအရှင်ကောင်းကင်မှာဆုလက်တရဘူးပေးခြင်းမှာထိခိုက်မှုရှုံရှုံမှုရှိမလားအာလောရှိမလားမရှိလားရှိတယ် အများရှိမယ်။ဒါကြောင့်လဲဆိုရင်ဥပမာယောက်ျားရွေးတဲ့နေရာမှာဖယားကိုချစ်တဲ့ယောက်ျားဖယားเจ้าမှာခဏခဏလာပြီးတော့စုတောင်းအစီအစဉ်နေတင်နန်းအစီအစဉ်နေလူငယ်အစီအစဉ်စုတောင်းအစီအစဉ်ကျေးဇူးချီးမွမ်းခြင်းအစီအစဉ်ပါဖယားကိုချစ်တဲ့စိတ်နဲ့အမြဲတမ်းပါဝင်တဲ့ယောက်ျားရရင် ကိုကိုတိုင်ကနည်းနည်းတွင်းဆုပ်တွင်းဆုပ်ဖြစ်ရင်တောင်မှယောက်ျားကိုကိုဘာလို့လဲရှေးခေါ်မှာကဲအမျိုးသမီးရှူတောင်းရှင်ရှင်ရှိတယ်နော်သွားမိမသွားဟိုမှာတင်းနှံရှိတယ်ညသွားနားထောင်ဆိုပြီးတော့ယောက်ျားကောင်းဆောင်ကရှေးခေါ်မယ်ပန့်ဖို့ပဲမယ်ဖះเจ้าနဲ့ဝေးတဲ့ယောက်ျားရသွားရင်တော့သူဟာတလမှာနှခါလောက်ပဲသွားတာဟုတ်တလမှာတခါနှလမှာ နှစ်ခါလောက်ပဲပြည်လာနိုင်တယ်။ဆိုတော့ပြောချင်တာကဝိညာဉ်ရည်ရလှုပ်ရှားမှုယုံကြည်သူနဲ့မေတ္တာရဖွင့်မှုနောက်ဆုတောင်းချက်စီစဉ်နှုတ်ကပတ်တော်အားဖြင့်မိမိရဲ့အသက်တော့တည်ဆောက်ချက်အစီအစဉ်ညာသူကပြက်ကွက်လာမယ်။ပြက်ကွက်ပြက်ကွက်လာတဲ့အခါမှာဝိညာဉ်ရည်ရမှာကြီးထွားတဲ့လောက်မကြီးထွားတော့လောကမှာဖယားကသူ့ကိုပြုစေခြင်းနဲ့အမှုတွေကိုမပြုနိုင်တော့ မပြုတ်နိုင်တော့ထာဝရကာလမှာဆုံးရှုံးမှုထိခိုက်မှုတွေတော့အများရှိမယ်။ဟုတ်ပါ့။အခုကဒီကနေ့တော့အထူးပါ။ဟုတ်ပါ့။ဟုတ်ကဲ့အာမင်္ဂလာမဆောင်ပဲလင်မြလို့နေသွားတယ်ပြန် အဲ့လိုတသက်လုံးပဲမင်္ဂလာဆောင်တာတို့ပရိညင်ပြုတ်ချင်းတွေမရှိတော့ပဲနဲ့အဲ့လိုပဲနေဖြစ်သွားတာတချို့ကြတော့လည်းတချို့အသေးလေးကြတော့ဘုရားကျောင်းမှပြန်ပြီးမှဆောင်ဆောင်ရှိတယ်ဟုတ်ကဲ့တချို့အသေးလေးကြတော့ဆောင်ပဲနဲ့အဲ့လိုမျိုးတည်တဲ့အထိအဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်ဘယ်မှပြီးပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီခုနအာ living together ဆိုပြီးတော့เนาะကျွန်တော်ဆွေးနွေးသေးပါအများကြီးပါသွားပြီအခုရှမကရှမမေးလိုက်တော့ပို့ပြီးတော့အဲ့မှာเนาะ အာစဉ်းစားစရာတခုပြန်ဖြစ်တယ်။ကဲမင်္ဂလာဆောင်ခြင်းပဋိညာဉ်ပြုခြင်းမရှိပဲအတူနေထိုင်သွားတယ်။အရာချမ်းစာရမှားလားမှန်လားမှားတယ်မှားတဲ့အရာကိုဒီတဲ့အမှားကို မထားရအောင်ပြန်ပြင်ရမှာလူဆိုတာမှားတတ်တယ်ဒါပေမဲ့လူဟာ အမားထဲမှာဒီတိုင်းနဲ့နေဖို့ဖရာလို့မရှိဘူး။နောင်တနဲ့နောင်အမားကိုပြန်ပြင်ဖို့ပေါ့။ဒါကြောင့်ကျမ်းစာမှာဓမ္မဟောင်းမှာအာအင်ထောင်မပြုတ်သေးပဲနဲ့ပတိညင်ပြုတ်ခြင်းမပြုတ်ပဲနဲ့အဲ့လိုမျိုးတွေးသားနဲ့ပတ်သက်ပြီးတော့အတူနေခြင်းနေရှိလာပြီဆိုရင်ကျမ်းစာဒီတိုင်းပဲထားပါတော့မပြောဘူး။တာဝန်ယူရတော့မှာ။တာဝန်ယူရမယ်။ယောက်ျားအနေနဲ့လည်း တာဝန်ယူကိုယူရမယ်ဒါတော့တာဝန်ယူတယ်ဆိုတဲ့အခါမှာဘာလို့မလဲကိုယ့်ရဲ့မိမအဖြစ်လူကြီးသူမရှင်မှာတွားပြီးတော့တက်ဆိုင်ရာမိပါရရှင်မှာကောင်းကောင်းစကားပြောပြီးတော့အဲ့လိုပြန်ယူဖို့ပေါ့အဲ့ဒါကျန်းစာကိုယ်တိုင်ရဲ့လမ်းညွှန်ခြင်းဖြစ်တယ်ဒါပေမဲ့အင်တောင်ပြုတ်ခြင်းထိမ့်မြခြင်းပြည်ညင်ပြုတ်ခြင်းဆိုတာ မရှိဘဲနဲ့တသက်လုံးနေသွားတာကနိုင်ငံတော်အစိုးရရဲ့အမြင်မှာကောရိုးရာရဲ့အမြင်မှာကောလုံးဝမသိတော်ဘူးပြဿနာအမျိုးမျိုးရှိနိုင်တယ်လို့တဖက်ကနေဖရာရဲ့အမြင်မှာလည်းတာဟာရှင်းရှင်းပြောရင်တော့ဖရာကအမျိုးပြတ်တော်မိန်းမလို့ပါတော့တုတ်တန်ချမ်းမှာပြောတာတွေရှိတယ်ပတိညင်မရှိဘဲနဲ့တွေးသားနဲ့အတူတူနေနေနေဒီတိုင်းပဲနေတာက ။ဘာနဲ့တူလဲဆိုရင်ပြီးတစားပြီးတစားအတိုင်းဝိုင်းနဲ့တူတယ်။အရာအလိုပဲကျွန်တော်အနေနဲ့ပြောပြစေ။ပတ်ဝန်းကျင်မှာလက်ရှိအားပေးရမယ်။ကောင်းမွန်စွာနဲ့အာပရိညင်ပြုခြင်းသိမြလက်ထက်ခြင်းမလုံနိုင်တဲ့တော့မှစူးစားပြီးတော့သူတို့ကဆူဆောင်းပြီးတော့ပြင်ဆင်ပြီးတော့ပြန်လုပ်ဖို့အရေးကြီးတယ်။